ဒါကတော့ရှင်မြမာရီတန်ဖိုးမထလို့မြမမြေပေါ်ကနေအပီးကိုမှကွဲပြောက်သွားတော့မယ်ဒီရီပဲဖြစ်ပါရင်တချို့သောကလေးတွေဆိုရင်ဒရယ်လို့ပြောလိုက်ရင်တော့မှဘာကောင်မှမသိကြတော့တဲ့အထီးကိုတိရစ္ဆာန်ထင်းသိမ်းရဲ့ဗဟုသုတတွေဟာမြမနိုင်ငံမှာနေပါနေပြီးတော့ရန်ကုန်နဲ့နေပြီးတော့လိုနိုင်ငံတော်အဆင့်တိရစ္ဆာန်ယုံကြီးတွေမှာတော့မှဒရယ်ရေတွက်ဟာနေတဲ့တက်နေပါလာတာကိုတွေ့ရမှာလည်းဖြစ်ပါရင် မြန်မာနိုင်ငံမှာတရေလိုစတင်တရီထားမိခဲ့တာကတော့1969ခုနှစ်မှာဖြစ်ပါပြီ။ဒီကြောင့်ကိုတော်ရန်တရိတ်ဆန်ပေးမဲ့တော်ရဲ့တက်ဆိုင်ရာပုံကိုယ်တူကမြန်မာနိုင်ငံရဲ့အင်းတော်ကြီးစည်းဝါးအဝမ်းမြေအတွင်မှာဒရယ်လက်ဂျန်မျိုးစိဟာရုံးကန်နေရာကြောင်းဖွင့်ဟထားခဲ့ပြီးတော့2020-2021ခုနှစ်မှာဘေးမက်တိုအေရိယာတွေကိုနိုတိုက်တော်ဝါတွေလေးလံမှတ်တမ်းတင်ဖို့ကင်မရာထောင်ချောက်တက်ထားတဲ့အချိန်မှာအင်းတော်ကြီးကန်ဆက်အနီကင်တော်နဲ့တောပြက်ဆက်လေးနားမှာဒရယ်မျိုးစိတွေရဲ့ဓာတ်ပုံမှတ်တမ်းတွေကိုရလိုက်ပါပြီ။ နောက်ပြီးတော့ပြည်ပဆိုင်ရာတော်ရိုက်တရိတ်ဆန်တဲ့တဘာဝအပင်ဖွဲ FFI ကလည်း2021ခုနှစ်ကဒီဒေတာမှာပဲကင်မရာထောင်ချောက်တက်ဆင်ရင်းနဲ့ဒရယ်တက်ပုံမှတ်တမ်းထည့်ရခဲ့ပါတယ်။အင်တော်ကြီးဒေတာမှာဒရယ်တော်တော်များများကြန့်ရှိနေပါသေးတယ်။ဒါကြောင့်မလို့သူတို့ကိုဦးစားပေးထိန်သိမ်းဖို့အလင်းမြန်လိုအပ်နေပါတယ်လို့ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။တကယ်တော့မြန်မာပြည်ပေါ်မှာအဖိုးတန်တတော်တွေအများများစုဝေးတည်ရှိတာဖြစ်ပြီးတော့ကမ္ဘာမှာဒရယ်မျိုးစေ့စုစုပေါင်း53မျိုးရှိတဲ့အနေနဲ့မြန်မာနိုင်ငံမှာရင်ကုန်မှဒရယ်မျိုးစေ့က10မျိုးရှိပါတယ်။အင်္ဂလိပ်နာမည်ကတော့ Indian Hoodia တိတ်ပံနာမည်ကတော့ Asia Phoria လို့ခေါ်တဲ့ဒရယ်မျိုးစိတ်တွေမှာခြေဆက်တမင်းဒရယ်တို့ပါဝင်ပြီးတော့ဒါရီဟာလေးမြန်မာနိုင်ငံမှာပေါပေါတူတူတွေ့ခဲ့ရပူတဲ့တတော်ဝါတွေပဲဖြစ်ပါတယ်။ဒါပေမဲ့လည်းအုံနောက်နယ်ပါလာတဲ့ ဂျာဘူးနာဝတိုင်းရင်းစစ်ဖော်ဆန်းမှုတွေကြောင့်ပဲဒရယ်တဲကြီးကိုကင်စာပြောက်တယ်အကျော်အချင်တွယ်ကောင်းတယ်ဆိုပြီးတော့လှိမ့်ဖန်းကြတဲ့အခါမှာအပြင်းမဲလာတဲ့မျိုးစစ်တွေဟာတစားတစားကိုမျိုးတုံးပြည့်စည်ခဲ့ရပြီးတော့အခုဆိုရင်တော့မြန်မာနိုင်ငံမှာဒရယ်မျိုးနွယ်ဝင်တွေကိုလည်းရှာဝတ်တော်လေးကိုခတ်နေပြီးတဲ့ဖြစ်ပါတယ်ဒါကြောင့်မလို့တစ်တော်ရေးရာဝန်ကြီးဌာနက1994ခုနှစ်အောက်တိုဘာ26ရက်နေ့မှာအမိတ်ကြော်ညာစာအမှန်653မြင်းဆောင်64ကိုထုတ်ပြန်ခဲ့ပြီးတော့ပြည်တော်စုမြန်မာနိုင်ငံအတွင်းမျိုးတုံးမဲအန္တရာယ်ကကာကွယ်ရမယ်တော်ရန်တရိတ်ဆန်များစီရင်မှာ ဒရဲကိုရာသီအလိုက်ကိုမှကာကွယ်ရမယ်တော်ရန်တရိษံဖြစ်ကိုမှတတ်မှတ်ခဲ့ကြပါသည်။ဒါပြင်ကိုမှတင်ရစာအသားနဲ့တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနကလည်း2020ပြည်နှင်း match ၄ရက်နေ့မှာအမေကြော်ညာစာအမှန်690မြင်စာ2020ကိုထုတ်ပြန်ခဲ့ပြီးတော့ဒရဲတွေကိုမြန်မာနိုင်ငံတဝန်းလုံးမှာမျိုးဆက်ပြတ်တော့မယ်အနေနဲ့ရှိနေတဲ့တရိษံတွေဖြစ်ကိုကာကွယ်ရမှာဖြစ်ကြောင်းကိုအမေချမှတ်ခဲ့ပါသည်။ ဒါပေမဲ့လက်ရှိမှာတော့လောဘသားတွေရဲ့အလိုမချမှုအောက်မှာခြေတမင်ဒရယ်စားတဲ့မျိုးစိတ်တွေဟာဆက်လက်လုံးပါပါနေရပြီးတော့ယနေ့တိုင်ကိုမှပျောက်ကွယ်လို့နေနေတရဝရီဖြစ်ကုန်မှာတတ်မှတ်ခံတာရဆဲလေဖြစ်ပါ යි ။ကဲမိတ်ဆွေတို့ကရောဘလူးတင်မင်တလေးကွန်မန့်လေးမှာဆွေးနွေးပေးခဲ့ပေးကြပါအောင်ခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်။